ဖို့ဖမရအောင်မင်္ဂလာပါ clock corner ကနေပြန်လဲဂျိုဆိုလိုက်ပါတယ်ကျွန်တော်တို့ဒါအခုညနောက်ဆုံးပွဲရှင်မြန်ကစားသွားကြတယ်လီဗာပူးလ်နဲ့အက်စတွန်ဗီတာတို့ရဲ့ပွဲပြီး30ချက်လေးကိုလုတ်ပေးသွားမှာဖြစ်ပါတယ်ဒီဗီဒီယိုလေးမစခင်ကျွန်တော်ရဲ့ YouTube channel လေးကို like and subscribe လုပ်ကြသေးရင် like and subscribe လုပ်ပြီးညီကိုရင်းနဲ့ကူညီပေးသွားလို့ရပါတယ်ခရီးဆိုလို့ရင်ကျွန်တော်တို့စားကြအောင်ဗီဒီယိုဒီပွဲကတော့ကျွန်တော်တို့ပြင်းပြလေးပွဲစဉ်30အကန်နဲ့ပွဲပေါ့ဗျာ ဒီဒီထဲမှာမှကျွန်တော်လီဗာပူးတို့ကတော့အိမ်ဝင်းမှာအခံပြီးတော့အရှင်ပြိုင်နဲ့ကျွန်တော်ပွဲလေးတစ်ပွဲဖြစ်တော့အက်စတရိုမီလာကတော့ကျွန်တော်အဝေးကမှလာတဲ့အရှင်ပြိုင်နဲ့ပွဲပေါ့ကျွန်တော်ပရီးမီးယားလိဂ်ပွဲစဉ်၉မှာတော့အက်စတရိုမီလာတို့ကတော့ကျွန်တော်တို့မန်စတာစီးတီးကိုသူတို့ရဲ့အိမ်ဝင်းမှာနိုင်ပွဲတွေဖော်ဆောင်ထားနိုင်ပြီးတော့ဒီဘက်ကလီဗာပူးကတော့ကျွန်တော်တို့အဝေးကမှတော့အရှင်ပြိုင်နဲ့ပွဲမှာတော့ကျွန်တော်ရှုံးနေထားတာတွေတွေ့ရတဲ့ကြောင့်လီဗာပူးတို့တော့ကတော့ကျွန်တော်ဒီပွဲမရှိမှန်းခင်ဒီဂိမ်းထီကိုတော့တော်တော်လေးမှဖိအားများတဲ့ပုံစံတွေရှိခဲ့တယ်လို့ကျွန်တော်ပရီးမီးယားလိဂ်နောက်ဆုံးကျွန်တော်တို့ အဲပြင်းပြလေးကကျွန်တော်နောက်ဆုံးရှင်းပြထားတဲ့ခုနကပွဲမှာဆို6ပွဲတိရှုံးနေထားတဲ့အတွက်ကြောင့်တော်တော်လေးမှအခြေအနေစိုးရွားလွန်းနေတဲ့ပုံစံမျိုးတွေရှိတယ်ဒီတော့ကြောင့်လည်းကျွန်တော်ပွဲကြုံမှာပြောခဲ့လို့ပဲကျွန်တော်တို့အနေနဲ့တော့အများကြီးတော့မမျောလင်းထားပဲနဲ့ကျွန်တော်အနေနဲ့တော့တိမတ်လောက်တော့မျောလင်းခဲ့တယ်ဒါပေမဲ့ဒီညရှင်းမြင်သွားတဲ့ပွဲမှာတော့ကျွန်တော်တို့တော်တော်လေးမှပုံစံတွေကွဲပြားခြားနားပြီးတော့ အဲကျွန်တော်တို့မနေ့ကအတင်းတတင်းကိုပြန်လဲတွေ့ရတဲ့ပုံစံမျိုးကျွန်တော်ဒီနေ့ဘုံမှာပြန်လဲတွေ့ရတယ်အထူးသဖြင့်ကျွန်တော်ဒီနေ့ဘုံမှာတော့ ground map ground map ကနေတရားနေပြန်လဲပြတ်တက်တာလာတဲ့ ground map ရဲ့ ပုံစံတော်တော်လေးဥမာဒီနေ့ပွဲမှာကောင်းမှာပါအထူးသဖြင့်ကျွန်တော်ကွင်းလယ်ကွင်းလယ်ပိုင်းကကျွန်တော်တို့မနေ့ကကွင်းလယ်ပိုင်းလိုမျိုးဖြစ်သွားတယ်ဗျာအထူးသဖြင့်ကျွန်တော်တို့ကွင်းလယ်မှာဆိုလို့ဆိုရင်ဆိုဘူရဲ့မက်လေစာရဲ့ပြီးဂရမ်မန်ဘက်ဒီ၃ယောက်အတွဲတော်တော်လေးဥမာကျွန်တော်တို့မနေ့ကလည်းတော်တော်လေးဥမာလုံးဖြစ်ခဲ့သူဒီနေ့ပွဲမှာလည်းတော်တော်လေးဥမာကောင်းမွန်တဲ့ပုံစံမျိုးကိုကျွန်တော်တွေ့ရတယ်အဲကျွန်တော်တိုက်စစ်မှာလည်းကျွန်တော်တို့ EKTK ကလည်းဒီနေ့ပွဲမှာတော့သူ့အနေနဲ့တက်ပြီးတော့ထင်သားသလောက်ထင်သားသူအလုံးဝဖြစ်ခဲ့ပဲနဲ့ အဲတစ်ခါကတောင်ဝမ်နှစ်ချက်ဖြစ်တဲ့ကျွန်တော်မိုဟာမက်ဆာလာနဲ့ကိုရီကပူကတော့ဒီနေ့ပွဲမှာတော်တော်လေးဥမှာအဲအလုံးဖြစ်ခဲ့တယ်လို့ပြောလဲအထူးသဖြင့်ကျွန်တော်မိုဟာမက်ဆာလာတို့ပြီးလို့ဆိုရင်တစ်ခါကိုရီကပူတို့ဆိုဒီနေ့ပွဲမှာဆိုရင်ကျွန်တော်လူကျုံထောင်ချောက်ကျော်မီတာစိုက်ချိန်ထက်မနည်းရှိနေတဲ့အတွက်ကြောင့်အဲတော်တော်လေးဥမှာကျွန်တော်တို့အဲတွင်းကိုတွေကိုဆာလောင်နေတယ်လို့ပြောလို့ရတယ်ဘာဖြစ်ဘာတို့ကြောင့်လဲဆိုရင်ကျွန်တော်ရှေ့ပွဲတွေမှာတောက်ချောက်ရှုံးနေထားတဲ့အတွက်ကြောင့်ဒီနေ့ပွဲမှာ ပြန်လဲအဲအိမ်ဝင်းလေးဖြစ်တဲ့အတွက်ကြောင့်ဒီနေ့ပုံမှန်ပို့ပို့ပြီးတော့အဲနိုင်ပွဲပို့ပြီးတော့မျောလင့်တယ်လို့မျိုးလိုအပ်တယ်ပြီးရင်လည်းကျွန်တော်ဂျားထဲမှာရှင်မြန်မြန်ပွဲတွေရဲ့ပြီးရင်နောက်ကျွန်တော်ပြင်းပြလေးပွဲစဉ်စက်တက်တွေကပွဲချက်တွေဖြစ်နေတဲ့အတွက်ကြောင့်အဲဒီနေ့ပွဲနိုင်လဲချင်းကလဘဘူးရဲ့ရှေ့ပွဲတွေအတွက်ကိုတော်တော်လေးမှကောင်းမွန်တဲ့ခြေစွမ်းနေလို့တော့ပြောရတယ်ခွဲရဆိုလို့ရင်ကျွန်တော်တစ်ဖက်ကအဆွန်မီလာအဆွန်မီလာတော့ဒီနေ့ပွဲမှာသူအဲဂျားရဲ့ထဲမှာ အဲလေသူတို့အနေနဲ့အဲပွဲတွေမရှင်ပြန်ဘဲနဲ့တော်တော်လေးမှအားရထားတဲ့အသင်းအသင်းများအဲဒီတော့ကြောင့်လေသူတို့အနေနဲ့ကျွန်တော်တို့ live ရှင်ပြန်တဲ့အထက်မှာအကောင်းဆုံးလွန်စင်းတဲ့သူတို့အဲပွဲထက်ကြတယ်ကျွန်တော်အဲပွဲကျုံမှာပြောခဲ့လို့သူတို့အဲကိုင်းလက်ကစားသမားဖြစ်တဲ့ ਉਹ နာနာတို့ပါတို့ကမရာတို့ပါတို့ဒီအစုဖွဲ့တွေနဲ့သူတို့အဲရှင်ပြန်တယ်ရော်ဂျာတို့ပါတို့နဲ့အဲတော့ရှင်ပွဲမှာတော့ သူ့ရဲ့အိမ်ဘက်မှာတော့မန်ချက်စတာစီးတီးကိုရှင်ပြန်တော့ပွဲတော့ဒီအသင်းကတော်တော်လေးမှကျွန်တော်ကောင်းမွန်တဲ့ခြေစွမ်းတွေကိုပြသထားနိုင်လို့ကျွန်တော်ကမာရာတို့ရဲ့ကျွန်တော်နောက်ဆင်းကုမှုတွေကလည်းကျွန်တော်ပွဲကြည့်မှာပြောခဲ့လေတော်တော်လေးမှကျွန်တော်တို့ကောင်းမွန်တဲ့ပုံစံတွေကိုမြင်တွေ့ထားတဲ့အတွက်ကြောင့်အဲလီဗာပူးအနေနဲ့အဲတော်တော်လေးမှ view site ပြီးတော့ထိမ့်သိမ်းရမယ့်ကစားသမားတွေလို့ကျွန်တော်ပြောခဲ့ရတယ်အစူးတွေကျွန်တော်တိုက်ချက်ကသွားတာဖြစ်တယ်တော့မက်ဂိန်တို့ပြီးလို့ဆိုရင်အဲအိုလီဂိုကင်းတို့ဘာတို့ပြီးလို့ဆိုရင်အဲကျွန်တော်ရောဂျာတို့ဒီစူပွဲတွေကတော်တော်လေးမှကောင်းမွန်တဲ့ပုံစံတွေပြတ်တာထားနေလို့သူတို့အနေနဲ့လည်းအဲ နိုင်ပွဲတွေတောက်ချောက်ဆက်ထားတဲ့အတွက်ကြောင့်လီဗာပူးအိမ်ကမှတိတ်ပြီးတော့လွယ်ကူမယ်လို့တော့မထင်ဘူးဒါပေမဲ့ကျွန်တော်ထင်တာအဲ့လိုမျိုးဖြစ်မလာခဲ့ပဲနဲ့လီဗာပူးရဲ့ဒီနေ့ရဲ့အဲကစားသမားအပြောင်းလဲတွေကကျွန်တော်တော့ပို့ပြီးတော့အဲနိုင်ပွဲစီကိုဖော်ဆောင်သွားနိုင်တယ်လို့တော့ကျွန်တော်ကတော့ယူဆတယ်အထူးသဖြင့်ကျွန်တော်ဟိုဟာ ground back ကောရိုနာပြန်လာတာတော်တော်လေးမှကောင်းမွန်တဲ့ပုံစံတွေမြင်ရတယ်သူစီကနေပြီးတော့ကျွန်တော်တို့အဲဘောလုံးပေးပို့မှုတွေပြီးလို့ဆိုရင်အဲဘောလုံးဖြတ်တင်ပေးမှုတွေပြီးလို့ဆိုရင်ဝက်မန်ဝက်ကြော်ဖြတ်မှုတွေကကျွန်တော်ဒီနေ့ပွဲမှာဂရမန်မကပို့ပြီးတော့ဒီဟာအခေအားကြောက်ရတယ်လို့တော့မြင်တယ်တော်ဝင်နှစ်ချက်ကတော့ကျွန်တော်မိုမက်ဆာလာကတော့သူ့အနေနဲ့တွင်းကိုတကူတာအဲရရှိသွားတဲ့ပုံစံမျိုးတာရှိပေမဲ့သူ့အနေနဲ့လည်းအဲအဲ့ဒီမတိုင်ခင်ဆိုလို့ဆိုရင်သူ့အနေနဲ့အဲရရှိခဲ့တဲ့ဂိုးဟို အလုံးနေဆိုလို့ဆိုရင်သူလူကျုံထောင်ချောင်းကတော်တော်လေးမှဒီနေ့အဲလဘောဦးတော့ကတော်တော်လေးမှဒုက္ခပေးခဲ့တယ်လို့ဆိုလို့ရတယ်ကျွန်တော်ပထမဦးဆုံးတွင်းလာတဲ့အဲဣကိတိကေလုံးအဲဆူပိုဇလိုင်းဖြစ်နေပြီမှုကနေဣကိတိကေခေါင်းတိုက်သွားတယ်အဲ့လုံးကလည်းကျွန်တော် လူကျွန်းလူကျွန်းနဲ့လူကနည်းနည်းအဲ့လောက်ထိတော့တိတ်ပြီးတော့မသိတာပဲဒါပေမဲ့တစ်ဖက်မိုဆာလာပြန်ပြီးတော့ဝင်လိုက်တဲ့အချိန်မှာတော့ကျွန်တော်တော်တော်လေးမှတိတာသွားပြီးတော့မိုဆာလာကိုထုတ်ပြီးတော့သူတို့နှစ်ယောက်ကအဲအီဂီတကင်းနဲ့သူတို့ရဲ့နောက်တန်းကစားသမားဖြစ်တဲ့တော်ရက်နိုင်လာတော်ရက်နိုင်လာခွန်ဆာနဲ့လည်းမသိဒီနှစ်ယောက်ကိုသူတို့ကလူကျွန်းထောင်ချောက်ကိုတွားပြီးတော့ဖမ်းလိုက်တဲ့အချိန်မှာအီဂီတကင်းရဲ့လွတ်ထွက်သွားပြီးတော့လူကျွန်းနေတာတွေ့ရမှာ အဲ့ဒီမကြမီပါပဲကျွန်တော်တို့မိုဟာမက်ဆာလာရဲ့အလုံးပေါ့မိုဟာမက်ဆာလာကတော့ဒီနေ့ပေါ်မှာသူရတဲ့အလုံးကတော့ကျွန်တော်တို့အဲပထမပိုင်းပြီးကန်နေကျွန်တော်အချိန်ပိုမိနစ်ပေါ့အချိန်ပိုပိုကတော့ကျွန်တော်၄မိနစ်လောက်ပေးလိုက်တဲ့အချိန်မှာတော့သူနေနေရတယ်အဲ့ရရသွားတဲ့အလုံးကလည်းတစ်ဖက်ကကျွန်တော်တို့အဲအဆုံပြလာရဲ့ကိုးသမားဖြစ်တဲ့အဲမာတင်နလီနဲ့ကျွန်တော်တို့အဲတော်ရက်နဲ့ဒီသူတို့နှစ်ယောက်ရဲ့အဲလူပေးမမှုတွေကနေစပြီးတော့အဲရောက်သွားတယ်လို့ပြောလို့ရတယ်အဲ့အချိန်မှာပဲကျွန်တော်မိုဟာမက်ဆာလာစီကိုဘောလုံးကတနက်မမတ်ကြီးကိုရောက်သွားတဲ့အချိန်မှာဆရာသမားကလည်း ေသေးချာလေးကိုအဆုံးသတ်ပြီးတော့ကျွန်တော်ပထမပိုင်းမှာလည်း1စီဆိုပြီးတော့ကျွန်တော်ဥဆောင်ထားနိုင်တယ်အဲ့ဒီတပွဲလုံးတိုင်းတော့ရဆိုရင်ကျွန်တော်ပထမပိုင်းတပိုင်းလုံးမှာဆိုလို့ရှိရင်ဒီဘဝဘက်ကနေပဲတောက်လျှောက်ကိုစိုးမိုးထားတာတွေ့ရပြီးတော့အဲရပ်ပိုင်းရခါမှပဲအိုလီဝကင်းတို့ပြီးလို့ဆိုလို့ရှိရင်မကန်တို့ရဲ့ကျွန်တော်တို့အဲတိုက်စစ်ဆင်မှုတွေကိုကျွန်တော်ပထမပိုင်းမှာတွေ့ရတယ်ပထမပိုင်းမှာတပိုင်းလုံးမှာဆိုလို့ရှိရင်ကွင်းလယ်ရောတိုက်စစ်ရောနောက်တန်းရောလီဝကူကတော်တော်လေးမှကောင်းမွန်တဲ့ခြေစွမ်းတွေကိုပြသထားနိုင်တယ်လို့ကျွန်တော်ကတော့ထင်တယ်ပြီးလို့ဆိုရင်ကျွန်တော်တို့ ဒုတိယတန်းလည်းဒုတိယပိုင်းလည်းစပြီးတော့တိတ်ပြီးတော့မကြခင်မှာပဲအမ် grammar ဘက်ကတင်သွားတယ်ဒီလုံးကလည်းတော်တော်လေးမှကျွန်တော်အဲ grammar ဘက်ရဲ့ကျွန်တော်တို့ treatment ပုံစံမျိုးပေါ့ကျွန်တော်တို့အဲသူအနေနဲ့ queen line နဲ့ဆွဲလာတယ်ပြီးလို့ဆိုရင်ကျွန်တော်တို့ mac lesser နဲ့ပြင်ပြီးတော့တွဲတယ် mac lesser ပြင်ပြီးတော့ချပစ်လိုက်တဲ့အလုံးကိုသူအနေနဲ့ကန်လိုက်ကန်လိုက်သူကန်တဲ့လုံးကတော့ဗျာတကယ်လို့ကိုတော့ဖမ်းမယ်ဆိုမိတယ်ဒါမှမဟုတ်သူတို့ရဲ့နောက်တန်း ကစားသမားဖြစ်တယ်ကျွန်တော်တော်ရက်တို့တော်ရက်နဲ့လားအာခွန်စာနဲ့လာမနေဒီကစားသမားတယောက်ထဲနဲ့တော့6ရက်နဲ့ထိပြီးတော့လမ်းကြောင်းပြောင်းသွားရောဂိုးတွေတန်းပြီးတော့ဝင်သွားတယ်ဒီချိန်မှာဘာလို့တူးစီးဖြစ်သွားတဲ့ချိန်မှာတော့အဲတော်တော်လေးကမအေးအေးဆေးဆေးတက်တက်တက်သားပဲပြန်တော့ကစားကြရတယ်ဒီနေ့တပွဲလုံးတိုင်းတားရဆိုလို့ရှိရင် grammar ဘက်ကတော့ကျွန်တော်တို့တော်တော်လေးကကောင်းပါတယ်ဒါပေမဲ့ဆိုဘူးရဲ့ကျွန်တော်လောကနှောင်းကလည်းဒီချိန်မှာမေ့ထားလို့မရအောင်စိုးဘုံနေနဲ့တကွင်းလုံးကိုပတ်ပြီးတော့သူ့နေနဲ့မမပပန်းပဲလိုက်ပြီးတော့ဆော့ထားတဲ့ပုံစံတွေပြီးလို့စင်မာကာရဲ့ကျွန်တော်တို့ အဲလူပေးပုံတွေကလည်းဒီနေ့ဘွဲမှာကျွန်တော်ပို့ပြီးတော့ဒီကွလင်ကပို့ပြီးတော့အခရာကျသွားတယ်လို့တော့ကျွန်တော်ကတော့မြင်တယ်ပြီးလို့ဆိုရင်ကျွန်တော်တို့အဲနောက်တန်းမှာဆိုလို့ဆိုရင်ဒီနေ့ဘွဲမှာဆိုလို့ဆိုရင်ကျွန်တော်တို့ဘက်ကနေတော့အာကောင်းလာဆိုလို့ဆိုရင်၃လုံးလားမှနေဒါပဲရတစ်ခါကအဆွန်ဘီလာပို့ပြီးတော့ဒီနေ့ဘွဲမှာကောင်းနာဘောတွေပို့ပြီးတော့ကောင်းနာတွေပို့ပြီးတော့ရတယ်လို့တော့ကျွန်တော်ကမြင်တယ်ပြီးရင်လည်းကျွန်တော်တို့အဲတစ်ခါကကျွန်တော်တို့ ဟောပြောမယ်ဆိုတော့တစ်ဖက်ကအဆုံမီလာပြောအဆုံမီလာကကျွန်တော်တို့တိုက်စစ်ကတိုက်ပြီးတော့အလုံးမဖြေတော့ဘူးဆိုတဲ့အချိန်မှာတော့တို့အနေနဲ့မိနစ်60လောက်တည်းကတို့အနေနဲ့စပြီးတော့ပြောင်းလဲတွေစလုပ်တယ်အချိန်မှာ60ကျော်လောက်မှပြောင်းတယ်ပြီးလို့ဆိုရင်ကျွန်တော်တို့မိနစ်90ကျော်လောက်မှပဲ3ရောက်လောက်ထပ်ပြန်တော့ပြောင်းလဲတွေလုပ်ပြီးတော့တို့အနေနဲ့လေဘဝကိုအတွင်းကိုရအောင်ဆိုပြီးတော့ဒီနေ့ဘက်မှာတို့အနေနဲ့တော်တော်လေးဥမာစူးစမ်းပန်းစားကစားတော်တာတွေ့ရတယ်ဒါပေမဲ့တစ်ဖက်ကလည်းကျွန်တော်တို့ဒီနေ့ဘက်မှာမှအီဘူးတို့ပြီးလို့ဆိုရင်ဘာဂျက်တို့ကလည်းတော်တော်လေးဥမာ အာအရင်ပွဲတွေနဲ့မတူဘူးနဲ့ဒီနေ့ပွဲမှာမှ net debate ဝင်ပူးနေသလားထင်အောင်တော်တော်လေးမှနောက်တန်းမှာ common နဲ့ပုံစံတွေကိုမြင်တွေ့ရပြီးတော့တစ်ဖက်ကကျွန်တော်တို့မီလိုကားကက်ကိုဒီနေ့ပွဲမှာအနာပေးပြီးတော့ကျွန်တော်တို့ Robinson ဆက်ထလာတာလည်းတော်တော်လေးမှကောင်းတယ်ပထမကျွန်တော်တို့မိနစ်20လောက်ကအလုံးဆိုလို့ဆိုရင်ကျွန်တော်တို့ Roger Lamine လုတ်သွားတဲ့အလုံးကိုကျွန်တော်တို့အဲတစ်ဖက်ကကျွန်တော်တို့အာပချမနာလိုက်တာပချမနာလိုက်တဲ့အချိန်မှာကျွန်တော်မမှီလိုက်တဲ့အချိန်မှာတော်သေးတယ်နောက်ကနေတော့ကျွန်တော်တို့ ရော်ဘတ်ဆန်နေတော့တောက်လျှောက်လိုက်ပြီးတော့ကျွန်တော်ဘောလုံးလိုက်ဖြတ်လိုက်တယ်အဲဒီနေ့ပွဲမှာဆိုတော့ကျွန်တော်နောက်တန်း၄ယောက်လည်းတော်တော်လေးမှကောင်းမွန်တဲ့ဖြတ်ထုတ်မှုတွေကျွန်တော်လုပ်ခဲ့သလိုကွန်နာဘလတီနေနဲ့လည်းကျွန်တော်တို့အဲသူ့ငိုးတွေဘာတွေနဲ့သူ့အနေနဲ့ရားနိုင်တဲ့အခြေအနေအထိကိုကျွန်တော်တို့တိုက်စစ်ကိုလိုက်ပါလာနိုင်တာကိုကျွန်တော်မြင်တွေ့ရတဲ့အတွက်ကြောင့်တော်တော်လေးမှကောင်းမွန်တဲ့အဲပြန်လည်နိုင်ပွဲလို့တော့ကျွန်တော်တို့ပြောချင်တယ်ဒီနိုင်ပွဲကြောင့်ပဲလောကတို့နောက်ဂျိုင်းရဲ့မှာရှင်ပြိုင်မဲ့ပွဲတွေမှာနိုင်ပွဲတွေဆက်လက်ပုံဖော်နိုင်မလားဆိုတော့တစ်ချက်တော့စောင့်ကြည့်ရမယ် ။ဒါတော့ဒီအချိန်မှာတော့အဲကွန်းလေကစားသမားဖြစ်တဲ့ Florian Wood ကိုလည်းကျွန်တော်တို့အဲ logic အနာပေးထားပြီးတော့သူ့အနေကိုလည်းကျွန်တော်တို့ AKD ကိုထုတ်ပြီးတော့ Florian Wood ကိုပြန်ထည့်ပြန်ထည့်တယ်ဗျ။ပြီးရင်လည်း Florian Wood နေနဲ့လည်းကျွန်တော်တို့တိတ်ပြီးတော့သူ့အနေနဲ့တိတ်တော့အဆင်ပြေမှာတော့မဟုတ်ဘူး။ဒါမှလည်းလေသူမပါတဲ့အချိန်မှာတော့ကိုယ်အတင်းရပို့ပြီးတော့ရလက်တွေပို့ကောင်းနေတယ်။တစ်ဖက်ကကျွန်တော်တို့ AKD နေနဲ့လည်းသူ့ကိုကျွန်တော်မင်းနဲ့ ခုနှစ်ဆယ်ကျော်မှာ live မှာထုတ်လိုက်တဲ့အချိန်မှာတော့တိတ်ပြီးတော့မျက်နှာမကောင်းတာကိုကျွန်တော်မြင်တွေ့နေရဒါမှလည်းနောက်ရှိပွဲတွေမှာအစ်ချက်ကလည်းတိတ်ပြီးတော့အချိန်တွေမကောင်းတဲ့အတွက်ကြောင့် EKTK စောစောသတိထုတ်ထားတာပို့ပြီးတော့ဒီနေ့ပွဲမှာအဆင်ပြေသွားတယ်လို့တော့ကျွန်တော်ကမြင်တယ်ပြီးတော့မိုဟာမက်ဆာလာနဲ့ကိုဒီကပူကတော့သူတို့ရဲ့ပုံမှန်ဒါခြေစွမ်းနေလို့တော့ပြောလို့မရသေးဘူးမက်လစ်ဆာကတော့ကျွန်တော်ဒဏ်ရာနေတော့ပြန်လာပြီးတော့သူ့အနေနဲ့အကောင်းဆုံးပုံစံတွေပြလိုက်တော့တွင်းကိုတွေပါလေရယူထားနိုင်တာတော်တော်လေးမှကောင်းမွန်တဲ့ပုံစံလို့တော့ကျွန်တော်ကမြင်တယ်ပြီးရင်နောက်တန်းကတော့ဒီနေ့ပွဲမှာလည်းတော်တော်လေးမှကောင်းမွန်တဲ့အတွက်ကြောင့် အဲနိုင်ပွဲနဲ့ထိုက်တန်ခဲ့တယ်လို့တော့ကျွန်တော်ပြောတယ်ဒီအတွက်ကြောင့်ပဲလီဗာပူးလိုအနေနဲ့စစ်နေကိုပြန်လဲတက်လန်းလာနိုင်တယ်လို့ပြောလို့ရတယ်အထူးအထူးသဖြင့်ကျွန်တော်တို့အဲဆန်နာလန်တို့ဘာတို့မကန်သေးဘူးပြီးလို့ရှိရင်ဒီညရှင်ပြိုင်မဲ့ဘုံမောင်းနဲ့မန်ချက်တာစီးတီးအဲမကန်သေးတဲ့အချိန်မှာတော့လီဗာပူးလိုအနေနဲ့ဆက်ရှိမဲ့ရပြီးတော့အဆင့်3ကိုပြန်လဲတက်လန်းလာနိုင်တဲ့အတွက်ကြောင့်နောက်လာမဲ့ပြီးများလေးပွဲစဉ်တက်ဆယ်မန်ချက်တာစီးတီးရဲ့အိမ်မှာရောဘလူရလက်တွေကိုပုံဖော်ပြီးတော့ နိုင်ပွဲတွေကိုများပြန်လဲဆက်လာမလားဆိုတော့တစ်ချက်တော့စောင့်ကြည့်ရအောင်ဒီကိုဒီနေရောဒီညရှင်မြန်သွားကြတယ်ဒီပေါ့ဦးနဲ့အစရုံပြီလာပွဲမှာဘယ်လိုမြင်ကြလဲဝင်ရောက်ဆွေးနွေးမှတ်ချက်ပေးတော်လို့ရပါတယ်လိုင်းရောက်ချစ်ချုပ်ပေးတဲ့ညီကိုတယောက်ချင်းစီအောင်ကျေးဇူးများတင်ပါတယ်ကျွန်တော်နောက်ဗီဒီယိုလေးမှာပြန်လဲဆုံတွေ့ကြတာပါဗျာ